တော့ကဝန်လင်ပြောမှဆိုလို့ရှင်ရွှေချိုပြီးကစားရလဲဒီ project တွေအရင်များပတ်စံပိုးရစီပွားသွားပြီအဲ့လိုဆိုတော့အာအဆင်ပြေရေပေါ့နော်အဒါဒါလည်းမဆိုးပါဘူးဆိုပြီးတော့လို့အဲဒီကြော်ညာလေးရိုင်းနေတဲ့အဲလှုပ်ဖြစ်တာပေါ့ဒါပေမဲ့တကယ်တမ်းအဲ့လိုရိုင်းရိုင်းနေမှာပို့ပြောဝါသနာပါလာရေပေါ့နော်ဒီနေ့ဒီစကားလေးကအချစ်တဆုံးလူသားပေါ့နော်စကားလေးက မင်းကိုဆိုရဲ့ဇလန်းဇညွန်ပေါ့အာထောင်းလိုက်ခုနမင်းကိုဆိုရဲ့ဇလေးကိုကြိုက်တော့အဲဝယ်တယ်ဝယ်ပြီးတော့ခုနပြင်းပြင်းနာလေးပြောချင်တာလေးကိုလုံးညှိလိုက်တယ်ပေါ့ညှိလို့အစင်ပြေတယ်အစင်ပြေရနဲ့သူ့ဝယ်ဇညွန်ရေးခံလိုက်တယ်အဲအဲအဲရရှန်အမျိုးပြောရမယ်ဆိုတော့ဟိုဒီကမှ DOB က၃ပေါင်ပေါ့ဟို၃ပေါင်ကအဲ့ production မှာသူကဟိုပေါ့ဟို organize လုပ်နေတာဆိုတော့လေသူကသူခေါ်လာတာပေါ့နော်သူလက်နဲ့ရိုက်ချင်တယ်ဆိုပြီးတော့ အဓိကတော့သူနဲ့ဂျောယန်နာနဲ့ပေါ့ဂျောယန်နာရဲ့တငယ်ချင်းပေါ့မတဲရအာကျွန်တော်ချယ်ရီယာဖန်ပေါ့အာသူလုံးမယ်ဆိုတော့စကားပြောကြရတယ်ဥမာဒီစကလေးရှိတယ်လို့ပြောလိုက်တော့သူသဘောကျဆိုနေရိုက်ဖြစ်သွားတာစကလေးကဆန်းတယ်စကလေးဆန်းတယ်မင်းသားတယောက်ပေါ့မင်းသမီးက9ယောက်စသိန်းမှဝင်လာမယ့်2ယောက်လို့ဆိုမင်းသမီး6ယောက်အချစ်တဆုံးလူသားပေါ့ရန်ချစ်တတယ်ရန်ချစ်တတဲ့ကောင်လေးပေါ့မချော၆ယောက်မင်းသားတယောက်ဖြစ်နေပါဟုတ်တယ်ဟုတ်တယ်အဲ့လိုမျိုးဒါနဲ့ supporting idea တွေတိတ်အများကြီးမပေါ့ ကျွန်တော်ပါမယ်တွက်လက်ပါမယ်မက်ဂွန်ပါမယ်ပြီးရင်ကျွန်တော်ရအေးအောင်ပါမယ်နောက်ဟိုအားရကျတော့ကျွန်တော်ချို့ပါရဟို daily item တွေများသူကသူတမျိုးမှတစ်ခါဖြစ်ဖြစ်သွားတယ်ဒီမျိုးတနေ့စီမှာဖြစ်ဖြစ်သွားတယ်ဖြစ်ဖြစ်တယ်ဆိုတော့ဟို comfort item နဲ့ပေါ့နော်တကယ်ပါရကြရအောင်မရင်ရှင်ကရှိတယ်ဟုတ်တယ်ဟုတ်တယ်နော်ရှိရဟုတ်မရင်ရှင် production ပေါ့နော်အာတဲတလေးကဒီကားထဲမှာအိမ်ကဟိုပါလေဟို အင်းကအင်းကဘေဘီလေးနာမည်ကိုပေးထားတာအင်းကဘေဘီလေးကအညူလေးတရင်နာမည်ဒီကမှအညူပို့အင်းကပူတယ်လေးပူတယ်လေးနာမည်လေးခွေးလေးနာမည်ခွေးလေးနာမည်အညူသူကအင်းနိုးဆန်လေးပေါ့ဒီကမှတော့အမှန်တန်ယူသားတဲ့ကလေးမလေးစင်းရတဲ့ကုံကမောင်းတဲ့သူတွေဝင်စားတဲ့ထမင်းဆိုင်ကစိုင်းသေးသေးလေးကကောက်မလေးပေါ့အင်းအမှတာရမဲ့သူတန်ရုံနဲ့ဖြစ်တယ်ပေါ့အဲ့လိုသူကရတာသူကတော့အာ ဟိုဒရမာဘက်ကိုသွားတယ်ကျန်တဲ့လူတွေကတော့ကောမဒီသွားတယ်အဲ့လို action ဘက်သွားတယ်အဲ့မျိုးတယောက်တစ်ယောက်မတူ memory character တွေမတူကြအောင်ကျေဘာတော့အင်းအညိုလေးရေပေါ်ပေးထားတယ်။အင်းအညိုလေးကိုချစ်လို့လေ။လက်ကားပြန်လာ။ဇကားထဲမှာတွေကဒီကားနဲ့မယ်အာစိမ့်နဲ့ညိုပြာဆိုတဲ့ကောင်မလေးလေးယောက်ပေါ့။အဲအင်းစိမ့်နဲ့ညိုပြာရဲ့ပြီးတော့မှဒီမင်းသားမှာရှိတဲ့ဒီတက်တူးက definition ကိုတယောက်ပြီးတယောက်ဖွင့်ဆိုတာပေါ့။စိမ့်ကပါလဲညိုကပါလဲ။လက်ကပါလဲ။ ပြပါလဲပေါ့အဲဒီမှာတော့အကောင်းမင်းကြီးအကုန်လုံးကတော့မျှပါဒါပေမဲ့အာကိုရင်းကတော့နည်းနည်းပို့ပြီးတော့ပို့ပြီးတော့စမ်းတယ်ကိုရင်းကရိုက်တာတော့ချောရနာကရိုက်တာတော့ပို့ပြီးစမ်းတယ်သူကယုံယုံအေးအေးငတုံးမာကြီးဒါပေမဲ့ရှက်ပြရှက်ပြနိုင်တယ်ယူရဲအေးတယ်ရှက်ပြရှက်ပြနိုင်တယ်သူ့ပုံစံပို့ပို့ပြီးတော့သူကသူကတော့အဲဟို အားလုံးနဲ့မှလည်းမင်းသမီးအကြီးဆိုတော့သူ့ကိုနည်းနည်းလေးပို့ပြီးတော့အသက်ကြီးပေးပါလို့ပြောတော့သူ့ကိုတော့နည်းနည်းလေးရှိရှိရင်းစဲအသက်ထည်နည်းနည်းလေးပို့ပြီးတော့အိုအောင်တော့လောက်လောက်ခိုင်းထားတာပေါ့နော်အဲ့လိုတော့မဟုတ်ပါဘူးငကိုလေးကသူ့နဲ့လိုက်လို့ဆိုတော့နန့်ကအာနည်းနည်းအတ္တကြီးတဲ့အထဲမှာပါတယ်အတ္တကြီးဆိုဟိုလိုမျိုးပြောရမလို့ကိုအနုပညာအတ္တကြီးရဲ့အထဲမှာပါတယ်နန့်ကိုစိတ်ကြိုက်ပုံဖော်တယ်ဒီလိုက်တဲ့ character ဆိုလို့ရှိရင်လိုက်တဲ့ idea ကိုပဲခေါ်တယ်မလိုက်တဲ့ character ကိုဥက္ကံဇွတ်မရိုက်ဘူးအာလိုက်တဲ့သူကိုပဲပေးတယ် မင်းသားဆိုလည်းမင်းသားနဲ့လိုက်တဲ့ဒီမင်းသားနဲ့လိုက်တဲ့ဆိုဒီမင်းသားနဲ့ပဲတုံးတယ်အဲ့လိုဇွတ်မလုပ်ဘူးနှကာနှကာပါနော်ရှေ့မှာစိုးပေဇလန်တွေလေးတခုရှိတယ်ကြာပြီစိုးပေကိုပေကိုပေ first week အပြီးမှာရိုက်တာပေါ့နော်ကြအတာကားတွေတော့ဆုံးဟုတ်တယ်အတာကားတော့တုံးလေးကားလို့ဆုံးဒီကားငါရုပ်ရှင်ကားကြီးမှာဒါပရမအောင်ဆုံးအတာအဖြစ်နဲ့ပါဝင်ရတာပေါ့အဲ့ဒါလည်းဥက္ကလင်ကားတာမဟုတ်ဘူးဥက္ကလင်ဒီ new ဆိုရဲ innocent ပြင်မဲ့ကောင်မလေး character ရှိရဆို producer ရဲ့ recommend နဲ့ခေါ်ပြတာဥလန်ဥလန်သမီးကိုရိုက်ပါလားတော့တားရိုက်ပါလားဘယ်တော့မှမပြောဘူးဥလန်ရဲ့စိတ်နဲ့ဆိုသူတို့တစ်သလုံးစုံမှာမဟုတ်ဘူးမမကြိုက်လို့မဟုတ်ဘူးလေဒါနဲ့ကိုသားသမီးလို့ခေါ်တယ်လို့ဖြစ်မှာဆိုတော့အဒီနေရာမှာလိုက်တဲ့သူတွေပေါ့ဥလန်ဟိုချပြတယ်ဗျဘသူနဲ့ဘသူနဲ့ဘသူနဲ့ဆိုလိုက်တယ်ပေါ့နော်အဲ့ဒါဆိုရင်သူတို့ choice ပါပေါ့ဆိုရဲစမှာအဲသူကသူကိုသားသမီးမဟုတ်လို့ရှင်တော့တဲတဲကိုယူမိမှာပဲလေကိုသမီးဖြစ်နေတဲ့အခါကျတော့ အဲ့နေရာလေးကိုတက်တက်ကိုထည့်လိုက်ပါလားဟာဒီနေရာကိုနေရဲကိုထည့်လိုက်ပါလားလို့အဲ့လိုပြောမှရမ်းရှက်တယ်ဘာလို့လဲဆိုသူတို့အတွက်လည်းမကောင်းတဲ့ခါကြာလေဖေးဆိုးထည့်လို့ပါရတယ်ဆိုတာကျသူတို့အတွက်လည်းမကောင်းကုမ္ပဏီကလူလန်းနဲ့ငှားဆိုသူတို့လည်းကုန်တဲ့ခါရှိရတယ်တဲရောကတော့သဘောကျတယ်ဘာလို့ဆိုဟိုအဖေဟို ခင်းမေးထားတဲ့လမ်းကိုလျှောက်တာထက်ကိုယ်တိုင်စ조사လို့ရလာရလက်ကြတော့ဖေတို့အနေနဲ့ပိုကုန်ယူရတာပေါ့နော်ဟိုတာသမီးရဒီလိုရလက်ကိုသူ့ဟာနဲ့သူလျှောက်လမ်းလာရဲဆိုတော့ပိုကုန်ရတာပေါ့အဲ့ဒါပို့ပြီးဦးနိုင်တော့လည်းဦးနိုင်ပေါ်ကဦးနိုင်ကိုကကိုယ်တိုင်မဲ့조사ပြီးတိဆောက်ခဲ့ရလေဘသူ့မှမမိခိုခဲ့ဘူးဆိုအဲ့လိုမျိုးတော့မရှိပါဘူးစိုးပိတ်မှာတော့လည်းအဲ့လိုပဲဖေနဲ့ကြားရတော့လည်းဟိုလိုဟိုအဲ့မှာဆို series ဆိုပို့တော်ကြာသေးရဲ့ series ဖြစ်နေရိုင်းနေနေမှာ covid ဖြစ်သွားတော့နားလိုက်ရတာနဲ့ပို့တော်ကြာသွားသေးရဲ့ဆို3လလောက်ရိုက်လိုက်ရတယ်ဆိုတော့လေ ရိုက်ကူးနေတဲ့အချိန်မှာလည်းအဆင်ပြေပြီးတော့ဟိုအတာအဖေအထက်မှာအတာလည်းပါတယ်နော်အတာပါတော့ဟိုကို့အဖေဆိုပြီးတော့လို့အတာအနေနဲ့လည်းမဖြစ်နေရိုက်ကွင်းပေါ်ရောက်တဲ့အချိန်မှာတော့ရိုက်ကွင်းပုံစံတိုင်းမဖြစ်သွားတာလို့ဆိုတော့မကြောက်ပါဘူးမကြောက်ပါဘူးဒီနေ့ကကြော်ညာပို့ဆောင်တာများခုနောက်ပိုင်းဆိုလို့ကြော်ညာလေးတွေတားလာဆိုတော့လေကြော်ညာလေးကြော်ညာဆောင်တာများဖြစ်စေခြင်းလေငါကတည်းကပြောခဲ့သလိုပဲပေါ့ဟိုသူတို့အဲ့ ကျွန်တော်တခါလဲရေခုမှဖြေဘူးပဲ။နုညံသမားရဲ့တာသမီးကနုညံလှုပ်လို့ရယ်။သူတို့သူများကြီးလွယ်ကူတယ်လို့ထင်တယ်။သူတို့ပူခခဲတယ်။ဘာလို့သူတို့ရှေ့မှာဆန်နှုံးရှိနေတာပေါ့နော်။အဲ့ဆန်နဲ့အဲ့ပေတဲ့နဲ့လိုက်တိုင်းတဲ့ခါကျတော့ကလေးကအာဖေကိုမမိဘူးလို့မေကိုမမိဘူးလို့အဲကိုတားညီနေတဲ့တခါပြောတယ်။တားညီဆိုလဲအဲ့လိုပဲအဲ့အဲ့တန်နေအများကြီးခံရတာပေါ့နော်။အာမင်းတို့ဆိုလဲဒီလိုပဲ။မင်းတို့ကတော့တော်တယ်လေ။ဒါနဲ့နေတူနဲ့ရှင်တော့မရဘူးလေ။သဘောတရားအဲ့လိုနေတူကနေတူပဲလေ။မင်းတို့ကမင်းတို့လိုပဲကြည့်ရမှာ။ အဲ့ကိုသားကြီးနဲ့ဦးကျော်နဲ့ကိုသွားပြီးတော့တားညီနဲ့သွားရှင်တော့တားညီနဲ့တိုင်ပတ်တာအဲ့တော့မျိုးပေါ့နော်အဲ့တော့နေရဲတော့ပါဆိုလဲလို့အဖေမိအောင်ကြိုးစားတော့အဲ့ကြသူတို့လည်းနည်းနည်းလေးဝင်ပြီတာပေါ့နော်အဲ့တော့ကိုကဖြစ်စေချင်တာကိုသားသမီးကိုဘယ်သူတို့လှုပ်တဲ့အလုပ်လှုပ်တိုင်းပေါ့ဆိုကြပါစို့သူဆရာဝန်ဖြစ်ခဲ့ရင်ဆရာဝန်ဆိုလဲအတော်ဆုံးဆရာဝန်ဖြစ်စေချင်တာဟုတ်တယ်မလားအာအင်ဂျင်နီယာဆိုလဲအင်ဂျင်နီယာမှအတော်ဆုံးဖြစ်စေချင်တာကတိယဆောင်လို့ဆိုတော့တိယဆောင်မှာအတော်ဆုံးအောင်မြင်ဆုံးဖြစ်စေချင်တာကိုသားသမီးကို level တစ်ခုမှရှိစေချင်တော့ဒါနဲ့အရာအားလုံးက ဟိုဇွတ်ဆွဲတင်လို့မရဘူးလေနုပညာလို့ကပို့စုတယ်သူကံပေါ့သူအချိန်ခါစောင့်ရတယ်ဘယ်လိုဆိုလဲနေပေါင်းများစွာကြိုးစားပြီးဖြတ်တန်းခဲ့တာဒီတက်ဒီပဲရောက်မှဟိုပို့ပြီးတော့ဟိုလက်တွေပွင့်လာတယ်လို့ဟာလာဟိုစမ်းနေပွင့်လာတယ်လို့အဲ့ပရိသတ်တွေပို့ချစ်လာတယ်အဲ့လိုမျိုးဖြစ်လာလေနေပေါင်းကြာကြီးဖြတ်တန်းရတယ်ချက်ချင်းရော့အင်းဆိုပြီးတော့ဖြစ်တဲ့သူကရှားတယ်အဖြစ်ပြင်းနေပြက်သွားတာများတယ်အာသူတို့လည်းအများကြီးကြိုးစားခဲ့ကြတယ် ဟုတ်တယ်ဆိုတော့အခုဆိုရင်နေဝင်ပေါ့နေဝင်ဆိုဒါအမနေ့တည်းနဲ့ချက်ချင်းဖြစ်သွားတယ်မဟုတ်နေဝင်ရှိမှတေးဥဆောင်မဖြစ်ခင်မှာအစိုးရဘောနဲ့ပြည်သက်တွေရဲ့အာမေတ္တာရဖို့သူအများကြီးစူးစမ်းခဲ့ရတယ်ရှိမှအဲ့တော့အခုဒီရုပ်ရှင်ရိုက်တဲ့ခါမှာဒီသူ့ရဲ့ fan တွေကဂီတဘက်က fan တွေကရှိပြီးသားဆိုတော့သူဒီဘက်ကိုတက်လန်းတာပူလွယ်နောက်သူစူးစမ်းတယ်သဘောတရားဒါနေဝင်ကိုပြောဟိုဟိုတိုင်းဖြစ်တာမဟုတ်နော် highlight လောက်ပြောတာမဟုတ်သဘောတရားပြပြတာအဲ့တော့အခုဆိုလည်းနေရဲကိုလည်းလိုပဲနေရဲဒါအစိမ့်နဲ့မကြနဲ့အာ ကားရဲ့တိတ်မရဘူးဆိုရင်ဖိနေပွဲလိုက်ဆိုဥပွဲလိုက်ဆိုတဲ့ခါကျတော့သူ့ပရိသတ်ကအဟိုကုနေရသချင်းလဲဆိုတတ်တာပဲဆိုပြီးတော့မြင်လာအဲ့တော့ပရိသတ်ဟိုနှစ်ဆိုင်ရပါဘောနော်အဲ့လိုမျိုးဖြစ်စေချင်တာသူအဲ့တော့သားသမီးဟိုအချုပ်ပြောရမဆိုတော့သားသမီးတွေအကုန်လုံးအောင်မြင်စေချင်တာပဲဒါနဲ့ဟိုသူတို့ရဲ့ကံရှိသေးကိုဇွတ်ဖြောက်ပြီးလောက်ပေးနေလို့လည်းမရအောင်အဲတင်းုံတောင်းတဲ့ချီပြီးအကုန်ခံပြီးတော့မင်းသားမင်းသမီးတင်ကြတဲ့သူတွေလည်းရှိရပဲမဖြစ်ဘူးလေဟုတ်တယ်မလွယ်မလွယ်ရဘူးလွယ်ရင်အကုန်ဖြစ်ပုံပါ မနိုင်ပြောရင်တဲကိုမကူအောင်တဲကငယ်ကြီးလေးကတူအဲ့လို तू ကသူ့ဆုံးဖြတ်ချက်နဲ့ तू က confidence ရှိတယ် तू အေးတယ်ဆိုနဲ့ထက်မြက်တဲ့ထဲမှာပါအဓိကတော့အပူပါဆုံးတော့နေရဲပေါ့နေရဲကိုကြတော့နေရဲကလေးလိုပဲဟိုအိမ်တော်သာကြာသွားတယ်အခုချိန်ဒီအိမ်ရောက်လဲဟိုကလေးကြာနာပဲအဲဆိုတော့သူ့တော့နည်းနည်းပူပါဘူးနောက်ပိုင်းတော့သူလည်းတော်တော်လေးရင်းကျက်လာပါအိမ်တော်ကြာသွားတဲ့ခါကျတော့လေ တဲရလို့တွန်းအားရေမဟုတ်ကိုကိုတိုင်းဝါသနာပါပြီးစိတ်ပါဖြစ်တော့မှာပေါ့နော်အဲ့လိုအဲစိတ်ဟိုတကယ်ဝင်စားလို့လဲထက်ထက်ဝင်လို့ဖြစ်တာပေါ့မဟုတ်ရင်လည်းမလုပ်ဖြစ်ဘူးပေါ့နော်အဲ့တော့ဒီဟာမှာကိုဝါနာပါလာပြီးဆိုရချိန်မှာလဲကိုတရားစူးစမ်းရဲအဲဟိုကိုအတက်နိုင်ဆုံးအကောင်ဆုံးဖြစ်အောင်လုပ်တယ်ပေါ့နော်သူတို့ကလေးလေးဆိုတော့လေရင်တော့ကြဘူးဥရတာမကွဲတာပေါ့နော်သူပါဝါသနာပါနေလဲဆိုသူ့ကိုသူတကယ်မသိသေးဘူးအဲ့အချိန်က အသူသူစိတ်ထဲမှာ तू ကစာလက်ကိုသွားမယ်အပညာရေးနဲ့အောင်မြောင်ကြိုးစားမယ်လို့ तू ဟိုစဉ်းစားကောင်းစဉ်းစားမှာပေါ့။အဲ့ဒါတကယ်တကယ်ဆိုရပါဆိုအကြောင်းတရားတိုက်ဆိုင်လာတဲ့ခါမှာအကယ်ဒမီရွှေကြိုလောက်ရမယ်ဆိုမက်ဆင်လို့ကွယ်လေးပါတင်းခဏလို့ဗာနမီရသမားရဲ့သားသမီးတွေဖြစ်စေခြင်းနဲ့ဆိုအဲ့မှာ तू မှုကျွန်တော်မေးပေးမယ်။တဲလို့မှာဆိုအဲ့ဒီမှာ तू ဆင်ကူသွားဖို့ပြင်နေပြီလေ။အကြောင်းတက်ဖို့ပြင်နေရ။ဘာလို့ तू ငင်းနေရနောက်ကျတော့ तू လှုပ်ကြည့်လိုက်မယ်ဆိုပြီးတော့လှုပ်တဲ့အချိန်မှာ तू ရမ်းပျော်သွားပြီးတော့ ဒါပဲလောက်တော့မစဘူးအဲ့ဟိုပတ်စံတွန်းထားတယ်ပဲအကုန်အကုန်စုံသွားတာလေကြောင်းတက်ဖို့ပတ်စံတွန်းထားတယ်ကျွန်တော်ကဒါ तू အဲ့တော့တကယ် तू तू ဝါနာတကယ်ပါဆိုတော့ तू တကယ်တိသွားတဲ့အချိန်ကျတော့ဒါဟိုလှုပ်ဖြစ်တာပေါ့အောင်မြင်နေမအောင်မြင်ရတော့ကံပေါ့နော်အဲ့တော့ကဝန်လင်ပြောမှာဆိုလို့ရှင်ရွှေချိုပြီးကစားရလဲဒီ project တွေအများကြီးပတ်စံပိုးရစီပွားစီပွားပြီးတော့ အဲ့လိုဆိုတော့အဲအဆင်ပြေရဲ့ပေါ့နော်ဒါဒါလည်းမဆိုးပါဘူးဆိုပြီးတော့အဲ့လိုဒီကြော်ညာလေးရိုင်းနေအဲလှုပ်ဖြစ်တာပေါ့ဒါပေမဲ့တကယ်တမ်းအဲ့လိုရိုင်းရိုင်းနေမှာပို့ပြောဝါသနာပါလာပေါ့နော်အခုအခုဆိုလို့ရှိရင်လည်းဒီ series တွေရိုက်တယ်ရိုက်နေနေဒီ vlogger လိုင်းပို့ဝါသနာပါပါလာတော့အဲ series ရိုက်နေနေဒီ vlogger တွဲလောက်တာထက်ဆိုင် vlogger နံပါတ်1ဖြစ်သွားပြီအဲ့လို vlog ရိုက်တဲ့ဟာအဲ့လို mule လေးပေါ့နော်ကိုဝါသနာပါဟာကို ပိုပိုတိလာတဲ့ခါမှာကိုတိရဲ့လမ်းကိုပဲပို့ပြီးရောက်တယ်အဲဇက်လမ်းကိုဆိုလို့ရှိရင်ဖေရိုလည်းပြောရတယ်သမီးအများကြီးဇက်တိုက်ကြီးနေရိုက်ကိုတိုက်တဲ့ဟာလေးတွေမှာအဲ့လိုမျိုးသဘောကျတဲ့ဟာလေးမှာယူရိုက်မယ်ဘာလို့ဆိုတော့တဲမှာအလုတ်သုံးခုဖြစ်နေတာကိုပိုင် brand မန်ကွန်လည်းလုပ်ထားတယ်ပြီးတော့ဒီ YouTube vlog တွေလည်းလုပ်တယ်ဒီကားလည်းရိုက်တယ်ဆိုတော့သုံးခုလုံးတယောက်တည်းဆိုတော့အရန်ပြ ပြိုင်းနေပေါ့နော်အဲ့တော့ series ရုပ်ရှင်တွေကအရင်သဘောကျရဲဆိုတော့မှပို့လို့ဖြစ်တယ်ပေါ့နော်အဓိကတော့ကြော်ညာနဲ့ဒီ blog ပိုင်းပို့သွားရဲပေါ့နော်ခေါင်းတော့မပစ္စတ်နေပဲထည့်ထားတယ်ဦးနှုတ်တွေထုတ်ပြီးတော့အမေတမီအမေအမေဆိုတာပေါ့မငွေတင်တမီပဲလောလောရှိမှာမင်းဆိုမငွေတင်တမီဆိုတော့ဘယ်နဲ့မပြေးလဲမငွေရှာပေါ့မငွေမဲ့မငွေမဲ့ရှာတယ်ဘယ်စားရလဲဘယ်ရှာသူကနောက်ပိုင်းဆိုရင်ဥလား သူလှုပ်ချင်တာသူ plan တွေကတအားများတဲ့ခါတော့သူလှုပ်ချင်တာလှုပ်ခွင့်ရဖို့အတွက်ဆိုဥနိုင်ဘာမှမရှိဘူးသမီးချလိုက်ရတယ်ကိုယ့်ကိုဆူတာလှုပ်ဘာလို့ဥနိုင်တွေ့လဲမလို့လေသူသူကဟိုရင်းနှီးမြုပ်နေတာများတဲ့ခါတော့သမီးသမီးမှသူတိတ်နေတာဘာမှလည်းမရှိဘူးဒီဒီကနေ့ထဲအားဆိုရင်အလုပ်တော့ခုတစ်ဖက်ကရလာတစ်ဖက်တည်းထည့်လိုက်တယ်တော့ကရလာတစ်ဖက်တည်းထည့်လိုက်တယ်ဘယ်နာရောက်နေမှမသိဘူးပတ်စံဒီအလုပ်ပတ်စံဒီကိုနေပါလေအင်းတဲ့ဟို Capricorn လို့ထင်တယ် Capricorn ဆိုအလုပ်ရံလုပ်တဲ့ဆိုင်ဆိုတော့လေအဲ့အကြောင်းပြောမယ် ပြအမေသမီးမဟုတ်ဘူး။ဒီကတော့မအပ်ရအောင်လေအတူပဲအပ်ရအောင်အပူတိုင်ခုလောဆယ်အလုတ်ထဲမှာရင်းနှီးမြုံနှံထားရပါတော့ဘူးဆိုရင်ခကြီးသွားရစိတ်ချရလေသူအိမ်မှာရှိပြီဆိုသူကလူကြီးလေးလို့ဖြစ်လာပြီအိမ်မှာလည်းအကုန်လုံးကအိမ်အောင်ခွဲသွားကြတော့သူတယောက်ပဲခြံကြတော့လေအိမ်သူတယောက်ပဲခြံကြတော့ဟိုသူပဲဆက်ဆက်ရရင်းတော့ဆိုသူအရန်ကြောက်တတ်တယ်အခုဆိုတခါကျခကြီးသွားပြီဆိုတော့သူကအိမ်မှာသူ့ရဲ့သူ့အမရဲ့သူ့အတော်ရဲ့ဒါပဲခြံကြတာလေ အခုဆိုသူနေနေတက်သွားပြီအပြင်လည်းမထုတ်သူအခန်းထဲမှာပဲနေရလို့ဆိုနေမှာရှိလို့မရှိလားမသိခါကျကားကြည့်လို့မှကားရှိမှာဩတော်တော်ရှိတာပဲအဲ့လိုပြန်လည်းမထုတ်သူကသူ့သူ့အခန်းထဲမှာ ခုနပိုင်းတော့ထွက်ကားလည်းကိုယ်ရဆက်တာဆိုတော့ तू तू blog တည်းကတော့ तू edit လုပ်တာဆိုတော့လေ तू ဟုတ်တယ်ဟုတ်တယ်တဲ့အဲ့လို vlog behind the scene လေးဆိုပရိသတ်ကကြိုက်တယ်ဒါပေမဲ့ဟိုပွဲတာလိုက်တယ်တဲ့ကဟို stage show ဆိုအိတ်တော့ပရိသတ်ကဘယ်တော့မှနှစ်ပါးမကြည့်ရဘူးရက်ပြင်းအိတ်တော့ ပြိတ္တကနှစ်ပါးကြည့်ကြလို့ဘယ်မှာနှစ်ပါးမကြည့်ရအောင်ဒါတော့တော်သေးမြန်မာတန်ပြီးရဲ့အထိစောင့်ပြရပါတော့ကျေးဇူးတော်တင်ပေးလို့လိုက်အားပေးတာမဟုတ်ဘူးသူကသူစီးပွားလိုက်ရှာတာအဲ့တော့ဘလော့ရိုက်ဖို့လာတာအဲကျေးဇူးတော်တင်ပါတယ်သူဘလော့ရိုက်တော့ပြိတ္တတွေတိတော့ပွဲဒီနေ့ကတော်တော်ကအဖေတို့ပွဲပါခိုင်တယ်မပါရင်တဲ့အခန်းဖယ်ထားတယ်ပွဲရှင်နေရပွဲပွဲရှင်နေရဘယ်တော့ပါပါမယ်တို့ရထင်တာအဲ့လိုမျိုးခါကျတူအားမလိုက်ဖြစ်ဘူးလေ ဟုတ်တယ်ဘလော့ဘလော့ကကြတော့ဟိုအကုန်ကြည့်ကြရဲဆိုတော့လေပြီးတော့လိုခလေးစအလူကြီးလူကြီးဆုံးအကုန်ကြိုက်ကြရပေါ့နော်ဘလော့ကိုကြရတာပေါ့စင်မောတော့မတက်ရဲဟိုအဲ့ရွှေကျုံစင်မောရွှေကျုံတော့တော့နှခမ်းနေအလူရိုက်မေးအလူမျိုးလေးအရန်ကြောက်စင်ကြောက်တယ်တဲကဘီစင်လို့လို့ဆိုတော့စင်နဲ့တဘုံမှမဆိုဘူးအကလည်းမကောက်အဲဆုကြမယ်ဆိုရင်စင်မတက်ဒီလိုဖက်ဖက်လောက်လို့စင်ပြန်စင်ပြေးပေါ့ဆုပြီးရေရေအော်တမားရီပွဲတော့ကလည်းတက်သွား ်အပါလာပြီလားဘာမှမလုပ်ဖော်ရှော့ပဲဖော်ရှော့ပဲဟုတ်တယ်ခေါင်းကြီးကကင်းဆောင်တယ်ပြောပြတာသိနေပြီလားဘာရရောဘာရညာသူပြောတဲ့ပုံစံဥလည်းမတူသောဟုတ်တယ်ခေါင်းကြီးကကင်းဆောင်တယ်လို့ပြောတယ်ပြောကျေးဇူးတော်ပါ